မြန်မာနိုင်ငံရဲ့စိုက်ခိနေနောက်ခွေမှာတိုက်ပီရဲ့ဝန်ဆာကိုအဓိကထောက်ပံ့နေတဲ့လုပ်ငန်းကြီးတွေရှိနေပါတယ်။သူတို့ဟာစိုက်ပျိုးရေးကြော်ရိုးပဲဗျာ။ဒီနေ့မှာတော့အဲ့ဒီအကြောင်းကိုပဲပြောပြသွားမှာပါ။ကဲစဉ်းစားကြည့်အောင်။နိုင်ငံတကာကလုံးကိုဘယ်အရာကအဓိကအကျွေးမွေထားတာလဲ။အဖြေကမြေထော်စားအိတ်တွေထင်းမှာပဲရှိနေတာတော့မဟုတ်ဘူးပေါ့။ဒီထက်အများကြီးပိုပြီးနှံ့နေပါပဲ။တကယ်အဖြေကတော့ကျော်တို့ခြေကြောက်တွေအောက်မှာပဲရှိနေတာပါ။အဲ့ဒါကတော့မြေစီလွာပါ။ ဟုတ်ပါတယ်တိုင်းပြည်တစ်ခုရဲ့စာနာရိက္ခာဖုလုံမှုဆိုတာဒီမြေစီလွာရဲ့ကျမ်းမာရေးပေါ်မှာပဲအလုံးစုံမူတည်နေတာပါဟုတ်ပြီသက်စင်ဤအဲ့ဒီမြေစီလွာကိုအားချေပေးနေတဲ့ဒီဇလန်ရဲ့အထက်ဆက်ကောင်တွေကဘသူတွေဖြစ်မလဲမြမစိုက်ဖြူအီကိုအထက်မောင်းနေနေတဲ့ community ကြီးတွေကိုတစ်ချက်ကြည့်လိုက်ကြအောင်ဆိုတော့ဒီကနေ့မှာအထက်ကြတဲ့လုပ်ငန်းကြီး၄ခုရှိပါတယ် Valentine တောင်ပေါ်ဒါယီရှန် misfa.com နဲ့ mapco ပါ သူတို့ကျင်းစီမှာကိုပိုင်အခန့်ကန်တာတွေရှိကြပေမဲ့အားလုံးပေါင်းလိုက်တဲ့အခါတိုင်းပြည်ရဲ့စိုက်ပျိုးရေးတစ်ခုလုံးကိုပုံဖော်နေကြတာပါ။ကဲပရမဇွန်နေနဲ့အိုင်ဗန်တိုင်းကိုကြည့်ကြအောင်။သူတို့နာမည်ကြားလိုက်ရင်လူတွေကတစ်ခုပဲပြေးမြင်ကြတယ်။အဲဒါကတော့အရေးသေးပါ။အိုင်ဗန်တိုင်းရဲ့အရိကလိုမန်ကအရေးသွင်းမြက်ကွန်ပေါင်းမြေသောစာတွေတင်သွင်းလာပါ။တိတဲ့အတိုင်းကွန်ပေါင်းမြေသောစာဆိုတာအပင်တို့လိုအပ်တဲ့အာရတာမျိုးစုံကိုတနည်းရတယ်မှာရနိုင်အောင်ဖော်ဆစ်ထားတာပေါ့။ ဒါ့အပြင်အပင်ကာကွယ်ရေးဆေးတွေကိုပါပံ့ပိုးပေးတော့ဒီနယ်ပယ်မှာသူတို့ဟာဥဆောင်သူဖြစ်ဈေးကွက်ကိုလမ်းမော်ထားနိုင်တာပေါ့အရေးသွေးမြေတင်းသွေးမှုကဏ္ဍဖြန့်ဖြူးရေးဘုတ်ကိုတစ်ချက်ကူးကြည့်အောင်ဒီနေရာမှာတော့တောင်ပေါ်သောရီရှမ်းကုမ္ပဏီကိုတွေ့ရပါပြီသူတို့ကတော့ကမ္ဘာအမတ်တစိတ်တွေကိုမြန်မာ တောင်သူတွေစီအရောက်ပို့ပေးနေတဲ့တတားတစ်ခုလိုပါပဲသူတို့ရဲ့လုပ်ငန်းပုံစံကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်မရှိဘီရှိလိုနိုင်ငံတကာတစိတ်ချီတွေကိုဖြန့်ဖြူးရုံတင်မဟုတ်ဘူးနော်ရွှေကြက်ဆိုတဲ့ကိုပိုင်ပြည်တွင်းတစိတ်ကိုပါ အောင်မြင်အောင်တည်ဆောက်ထားနိုင်တာတွေ့ရတယ်။ဒါကနိုင်ငံတကာနဲ့ပြည်တွင်းဆေးကွက်နှစ်ခုလုံးကိုချက်ဆက်နိုင်တဲ့သူတို့ရဲ့စွမ်းဆောင်ရည်ကိုပြနေတာပဲ။ကဲစပီယောမင်းစီဖာ .com ကြောင်းပြောကြရအောင်။သူတို့ကတော့မြမစပီယောရည်ထဲကိုတိပိုင်နီကြချင်းကပ်မှုတွေတည်ဆောင်လာတဲ့ကဘာစင်းပေဖက်တစ်ခုအဖြစ်သတ်မှတ်လို့ရပါတယ်။မင်းစီဖာ .com ကဘာကိုအဓိကထားတယ်လဲဆိုတော့တိပိုင်ပညာပါ။သူတို့ကထုတ်ကုန်တွေကိုဒီအနေနဲ့ရောင်းတာမဟုတ်ဘူးပဲမြန်မာမိနဲ့ယာတီတို့အတွက်တီးတန့်စံတပ်ဖော်ဆက်ထားတာအဲဒီတော့တောင်သူတွေအတွက် ဖြစ်ပေါမလားဆိုပြီးစံတဝါဝလုဆရာမလို့တော့ယုံကြည်စိတ်ရစွာတုံ့ဆွဲနိုင်တာပေါ့နောက်ဆုံးအနေနဲ့မိတ်ဆက်ပေးချင်တာကတော့ MAPCO ပါသူတို့ကတော့ဒီအတိုင်းကုမ္ပဏီတစ်ခုမဟုတ်တော့ဘူးနိုင်ငံတော်ဆင့်ရေမှန်းချက်တွေနဲ့လက်ပတ်နေတဲ့အဓိကအများပိုင်ကော်ပိုရေးရှင်းကြီးတစ်ခုဖြစ်ပါတယ် MAPO ဟာယူရီးယားမေတ္တာတင်သွေးရဲမှာအဓိကနေရာကပါဝင်တယ်လို့ရေရှည်တီးတန်းတဲ့စိုက်ပျိုးရေးကိုလည်းအားပေးတယ်။တနည်းပြောရရင်သူတို့ဟာဒီနေ့အသေးနဲ့အတော့ပဲကြည့်တာမဟုတ်ပဲတိုင်းပြည်ရဲ့စာနယ်ရိခာအနာဂတ်ကိုပါတိစောက်ပေးနေတာနဲ့အတူတူပါပဲ ကဲခုနကကုမ္ပဏီတွေဟာတခုချင်းစီမှာအားသာချက်ကိုစီရှိကြတယ်။ဒါပေမဲ့သူတို့အားလုံးရဲ့လုံဆောက်ချက်တွေစူပေါင်းလိုက်တဲ့အခါမြန်မာနိုင်ငံအထက်ဘလို့ပုံရိပ်ကြီးတခုထပ်ပေါက်လာမလဲဆိုတာကြည့်အောင်ဒီချက်ကိုဒီကိုးကားချက်ကအကောင်ဆုံးနှစ်ချုပ်ပြထားပါတယ်မြန်မာနိုင်ငံကြီးစိုက်ပျိုးရေးကဏ္ဍတွင်အရေးပါသောအခမ်းအနားမှပါဝင်ပြီးနိုင်ငံကြီးစစ်နယ်ရိခါဖူလုံမှုနဲ့ရေရှည်တည်ကြံသောမြေယာစီမံခန့်ခွဲမှုအတအထောက်အကူပြုပါတယ်တဲ့မြန်တဲ့အတိုင်းပဲဒါဟာမြေစွမ်းစာရောင်းတာထက်အများကြီးပိုကျေပြန်တဲ့အတိတ်ပဲပါ ဆရာသူရဲ့လောဆောင်ချက်ကတိုင်းပြည်အတွက်ဘလို့အကျိုးရှိသွားတယ်လဲရှင်းရှင်းလေးပါပဲအဆင့်သိသူတို့ကတောင်သူတွေယုံကြည်ရတဲ့ထုတ်ကုန်တွေပေးတယ်အဆင့်ညက်အဲ့ဒီယုံကြည်မှုကနေတိုင်းပြည်ရဲ့စန္ဒရိခတည်ငြိမ်မှုကိုတိဆောက်ပေးလိုက်တာပဲအချို့ပြောရရင်တော့ဒီကုမ္ပဏီတွေဟာတိုင်းပြည်အတွက်အုတ်မြစ်ကြီးနှုတ်ခုကိုအားထည့်ပေးနေတာပါပထမတစ်ခုကအခုလက်ရှိပြည်သူတွေအတွက်စန္ဒရိခဖူလို့မှု ဒုတိယတစ်ခုကတော့ရေရှည်တည်တံ့တဲ့မြေယာစီမံခန့်ခွဲမှုတနည်းအားဖြင့်အနာဂတ်မျိုးဆက်တည်ရဲ့အတွက်ကျမ်းမာတဲ့စိုက်ပျိုးမြေတွေကိုထိန်းသိမ်းပေးမှုပါပဲဒီတော့နောက်ဆုံးမှာတွဲစရာမြေကုန်းကြီးတစ်ခုကြံခဲ့ပါတယ်အမြဲတမ်းပြောင်းလဲနေတဲ့ကပ္ပာကြီးနဲ့အညီဒီအဓိကကြတဲ့လုံကမ်းတွေဟာမြန်မာစိုက်ပျိုးရေးရဲ့အနာဂတ်ကိုဘယ်လိုများဆက်လက်ပုံဖော်သွားကြမလဲ